ပြိတက်ကြီးအခုမြင်နေရတဲ့ဗီဒီယိုထဲမှာမြင်ရတဲ့အကူကြီးပေါ့နော်ဒီအကူကြီးကတော့သိန်းတရာကျော်လောက်တလောက်ကိုဝင်နေတဲ့လာစာတွေကိုဆွလုပ်ပြီးတော့ဇနီးတဲ့နေမကောင်းမကျန်းမာတဲ့အချိန်မှာဇနီးတဲ့အတွက်ပြန်လာပြီးတော့အနီးကပ်ပြုစုဆောင်ရှောက်ပေးနေရပဲဖြစ်ပါတယ် ซีโบကတော့အခုချိန်ထိ3000တောင်ကျော်လောက်ပုံသွားပြီလို့သိရပါမယ်။ဇနီးတဲ့ပြန်ကောင်းမှုအတွက်ဆိုလို့ရှိရင်ဆက်ပြီးတော့စူးစမ်းနေဦးမယ်။အကူကြီးကတော့မကွေးတိုင်း6မြို့နယ်မှာနေထိုင်တဲ့ကိုနေဝင်းသူပဲဖြစ်ပါတယ်။မင်္ဂလာတန်တန်း7နှစ်လောက်ရှိပြီဆိုပေမဲ့9လလောက်ပဲပေါင်းတင်နေထိုင်ခဲ့ပြီးတော့ကိုမဖြစ်သွားတာပေါ့နော်။အမဒီလိုကိုမဖြစ်တဲ့အချိန်မှာဒီအကူကကိုရီးယားမှာအလုပ်လုပ်နေတာ3100ကျော်လောက်ရတယ်။ဒီရတဲ့ဟာကိုပဲစုလုပ်ခဲ့ပြီးတော့ဒီလစာလေးပတ် န်ဒီအကုန်လုံးဆွလွတ်ခဲ့ပြီးတော့သူဇနီးဘေးကိုပဲပြန်လာပြီးတော့ဇနီးတဲ့ကိုအေးတူပူများကိုကြီးဆောင်ရှောက်ပြီးတော့နေနေတာပေါ့နော်သူတက်တာတဲ့အကြောင်းလေးတက်တာစီခြင်းတဲ့အကြောင်းလေးပေါ့နော်တက်တာအောင်လည်းဘယ်လိုမျိုးကုသအမယ်ဆိုတဲ့အကြောင်းလေးသူတည်ရဆိုလို့ရှိရင်လည်းပြောခဲ့ပြီးပါအောင်ဆိုပြီးတော့ပြောပြထားဖြစ်ပါတယ်ဆိုတော့ဒီမှာအစ်မဗီဒီယိုလေးကိုဖွင့်ပြပါမယ်ဒီဗီဒီယိုလေးကို ကြည့်ကြည့်ပေးပါအောင်ရှင်ဒီအကူနဲ့အမရဲ့ဇလန်းလေးကိုပေါ့နော်ပြည်သူတွေဖြစ်တာ2023 12လပိုင်း29ရက်နေ့အတိုင်းချလိုက်တာပါတိုင်းချလိုက်တာကိုကျွန်တော်တို့ဟိုဟာဆရာမက29နေ့နေ့တိုင်းရှိဟိုကိုယ်မရှိတော့ဘူးလို့ပြောတဲ့အချိန်မှာနှစ်ရက်ခွာပြီးမှ29ရက်နေ့မှာတိုင်းရှိပြီးတော့သူ့လိုဖြစ်သွားတာပါဖြစ်တဲ့အချိန်မှာစကွဲတိတ်ကန်နဲ့မအောင်ဖြစ်ခြင်းမရှိဘဲနဲ့ အိမ်နေပိုင်းချစ်ပြီးတော့ဟာနှလုံးခုန်ရက်သွားတယ်မအောင်သေးချင်းပြတ်ထွက်သွားတာပါခင်ဗျာအဲ့လိုပြတ်ထွက်သူမျိုးကြတော့မနိုင်တဲ့ချိန်မှလည်းတခြားဆေးရုံတွေကိုလွှဲမပေးပဲနဲ့ညနေမနေ့9နာရီခွဲ6နာရီချစ်ချစ်ချစ်လိုက်တဲ့ခါမှာညနေ9နာရီခွဲ7နာရီမှာနေပြီးတော့ကထောင်လွှဲတော့အဲ့ချိန်မှာသူရဲ့အသက်အသက်ရာခိုင်နှုန်းနဲ့တွဲမယ်ဆိုရင်20ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်ပေါ့နော်အဲ့ကြမ်းမှာနေပြီးတော့ကထောင်ကို ဟိုတက်ခဲ့ရတယ်ခုဆိုရင်ဒီလိုကတော့ငါးလခွက်တက်ခဲ့ပြီးရောအိမ်ပဲပြန်လွတ်သွားတာပေါ့ခုမှအိမ်ပဲပြန်ကူပါဆိုလို့ကူတယ်ကူတဲ့အချိန်မှာကူတယ်ကျွန်တော်လည်းအားမရလို့စိတ်ကြောက်ပြန်တဲ့ချားရက်ကလေးမှာအာအိန္ဒိယဆရာဝန်နဲ့တွေ့သွားပြရတယ်ဂျာမနီဆရာဝန်နဲ့တွေ့သွားပြရတယ်အမေရိကန်ဆရာဝန်နဲ့လည်းကျွန်တော်မျိုးသမီးပြရပါတယ်ခုလိုကျွန်တော်မျိုးသမီးတွေကျမ်းမာယူအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စကူတာလေးရဲ့ဘန်း သမီးဒီကျွန်တော်ဘယ်သူနဲ့မှလည်းအဆင်မပြေရတဲ့အတွက်ကျွန်တော်ဒီကိုရီးယားနိုင်ငံမှာတနည်းခွဲနေပြီးတော့ဒီကိုရီးယားနိုင်ငံမှာတနည်းကိုတင်းတလာကိုတင်းတရားကျော်လာတာကိုဆွလို့ပြီးတော့ကျွန်တော်မျိုးသမီးနာပဲနေပါရဲဘဝကိုနောင်တမရချင်ပါဘူးဗျာကျွန်တော်သနီးကိုကျွန်တော်ကိုယ်တိုင်ပဲပြုစုခြင်းနဲ့အတွက်ကျွန်တော်သနီးကိုကောင်းကျိုးနေနဲ့ပတ်ပြီးတော့ဆေးကုနေပါတယ် ကျွန်တော်ဇနီးမောင်နဲ့နှစ်ယောက်တည်းပဲရှိရပါတယ်ခင်ဗျာ။အော်ကျွန်တော်ချစ်နှစ်တယ်လို့ယူထားတဲ့ဇနီးအတွက်ကိုကျွန်တော်တန်ဖိုးထားပါတယ်။သူလည်းကျွန်တော်ကိုချစ်လို့ယူထားတာပါ။တင်းတထောင်ကျော်ပုံတော့ပါပြီခင်ဗျာ။ကျွန်တော်ယူသမီးတွေတင်းတထောင်ကျော်လို့လည်းကျွန်တော်ဇွဲမချော်ဘူး။နောက်ဘလောက်ပဲကုန်ကုန်ကျွန်တော်မှမှာ ဘာအလုံးမချိုးဦးသားသမီးတွေကိုမူတက်ခံမဲ့လူမရှိဘူးကျွန်တော်ကချစ်ဆရာတို့ဒီတနည်းပဲရှိရတဲ့ကျွန်တော်ဒီနည်းတွေဘယ်တော့ပဲကုန်ဖို့ကျွန်တော်တက်ရှင်နေတဲ့ရေးထပ်ပြီးတော့ကြိုးစားကုသတော့အောင်ပါပါခင်ဗျာအင်းကြောင်ကြောင်ချစ်ကြပါလေဒါပေမဲ့အင်ကောင်ကြီးတက်တန်းတော့ရှင်းနေထဲပေါင်းရဒါပေမဲ့ဒီမရမမဲ့ဒီမဲ့မဲ့ဆိုရင်တော့ကျွန်တော်ငါးလောက်ဝယ်ဝယ်ပေါင်းပါသေးရဲ့ကျွန်တော်ကိုရီးယားနေလာပြီးတော့ အခွင့်အရတလပဲရလိုက်ငွေနာဆောင်ပြီးပြန်လိုက်တနည်းကျော်လောက်ပြန်လိုက်နောက်တစ်ခါသံသမီလူချင်းတို့ဘာလို့လိုက်တလလောက်ပဲခွင့်ရလိုက်နောက်ဗီဇာကုန်သွားတော့ကြတော့ကျွန်တော်ကိုရီးယားကိုဆက်မနေဘဲနဲ့ပြန်လာပြီးတော့မှသာသမီရသွားလို့သူပြပြန်သွားတလပဲကြာသေးရဒုတိယခေါက်ကိုရီးယားကိုပြန်ထွက်သွားရအတလမှာကိုရီးယားရသွားလို့သူပြကျွန်တော်လည်းပြန်သွားရဘယ်လိုသာသမီမွေးဖွားမယ်မသိလို့သူပြအဲ့ဒီဖြစ်ဖြစ်ချင်းကျွန်တော်ချက်ချင်းပြန်လာပါမြန်မာနိုင်ငံကိုဘူဂျူကောနဲ့ချက်ချင်းနှိမ့်ချင်းအောင်ခံလာပါတယ် ကြောင့်လည်း IDI ချင်းသာပြီးခုချိန်ဒီကျွန်တော်တင်နီနာကိုညရေးခေယူမှထွက်ပါဘူးကျွန်တော်တင်နီနာကိုမြေသွားပါတယ်ကျွန်တော်သွားလျာခေါ်ပါတယ်ဘယ်သူမှမလဲသိမချနိုင်ပါဘူးကျွန်တော်ဆိုရင်အဲကိုကိုဟမ်းကျန်းသွားလိုက်တာတော့တော့ကိုရင်က3လစီမှာဆိုတော့ကျွန်တော်3လဖွင့်ရတယ်ဘယ်3လကိုလောက်ဖွင့်ရဆိုမှအဲ့ဒီမှာပြန်ထွက်သွားလိုက်တာကျွန်တော်လည်းကိုရီးယားကိုပြန်ထွက်သွားကိုရင်လည်းရပြီဆိုအသေးချာပြီဆိုလေအဲ့လိုပြန်ထွက်သွားရင်ကိုရင်ကဟိုချင်းဖြစ်သွားတာပြန် ။ဘာမှလည်းသူတို့ကြကြမှာနေပြီးဖြစ်တာနော်။ဘာမှခွန်ပြဖြစ်ဘူးသူတို့ခလုတ်တိုက်လေချင်းပြီးချင်းဘာမှမဖြစ်ဒီတိုင်းပဲဟိုသူစင်ပြီးရောမှာဖြစ်သွားတဲ့အချိန်မှာဒီတိမ်လေးချစ်တာလေးနဲ့တင်ဖြစ်သွားတာပါကျွန်တော်သမီးသမီးတွေဒီတို့ဘဝမျိုးဖြစ်သွားတာပေါ့နော်။ချစ်မိတဲ့ဆရာမသည်ခုချိန်ထိတနည်းနဲ့ထောက်လာရှိပါပြီတစ်ခေါက်ကိုမှလာမကြည့်ဘူးတာပါလူမျိုးရေးရာကိုလာမမေးဘူးတာပါခင်ဗျာ ဘောနောင်တမရပါဘူးခင်ဗျာကျွန်တော်ယူရှိတယ်ယူရှိလို့ယူထားရတဲ့နည်းတွေဘယ်လောက်ပဲဘယ်လိုသူဘယ်လိုပဲဒုက္ခရောက်ရောက်ကျွန်တော်သူတက်ချင်နေသူကြီးကျွန်တော်တစ္ဆာရှိရှိနဲ့လက်တွေ့သွားမှာပါခင်ဗျာကျွန်တော်ဇနီးပေါ့နောက်သူတဲ့ဘူးလို့တူတူလေးပဲတရားမြောက်ကျင်းနာနေနေရတာသူပြုသူပဲရှိရရှင်လေးကိုကျွန်တော်ကျေနပ်ပါတယ်ဒီ ဒီနားဆင်းရနေပြီးတူတက်မလာသေးတာဘုံတော့ဒီတိုင်းလေးကတော့အောင်စီဂျင်လွတ်တာကြီးလွတ်တာကြီးကတော့မဟုတ်ဘူးဆက်လေး3လပိုင်းရနေပြီးတော့ဒီအဆင်းရနေပြီးတက်မလာသေးတာခင်ဗျာအလုံးဝီကောနာကိုကျွန်တော်မကြောက်ပါဘူးပြန်ချနိုင်ပါတယ်ဟိုပေစေးုံကောင်းတယ်ပေစေးုံကောင်းတယ်ဆိုရင်ကျွန်တော်လမ်းညွှန်ပေးပါဒီမီဒီယာနေပြီးတော့လေမီဒီယာကိုလည်းအထူးကျေးဇူးတင်ပါတယ် ရန်ကုန်ကိုအင်းသိန်းသဘောတူတယ်မဲ့ဒီအိမ်မှာပြောထားရပြအိမ်မှာမနေ့ကန်သွားပြမယ်မနေ့ကန်၁၇နာရီခွဲကျွန်တော်ချင်းထားရခင်ဗျအဲ့ပြီးသူတို့ပေါ်မှာမူတည်ပြီးရောလိုအပ်တာကိုအကုန်လုပ်ပြီးရောအဲကျန်တဲ့အော်မစီယုံတရားဥပ္ပဏ်ညာဒီတိုင်းပဲအေဂျင့်ဟိုစီတောက်စီနဲ့ပဲပြီးရဆိုရင်တော့လည်းတမျိုးပေါ့ကျွန်တော်ရန်ကုန်တက်အောင်နေမှာပါခင်ဗျတလားတော့ပတ်ကူမှာပါရန်ကုန်မြို့ ဒီကိုရဲ့စိတ်ကိုတော့တကယ်ကိုလေးစားရပေါ့နော်လောကမှာဒီလိုယောက်ျားလေးလည်းရှိပါတယ်ဆိုတာကိုတက်တင်ပြခဲ့တဲ့လူဆိုလည်းမမားပါဘူးအဲအမကလည်းအများဆုံးတက်တာပြီးတော့ပျောက်ပြင်းစေမှုအတွက်ဆုတောင်းပေးပါတယ်နေရာအလုံးပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးပေါ်တော့မိသားစုဘဝလေးပြန်လည်ရရှိစေဖို့လည်းအမြဲဆုံးရရှိအောင်လို့ဆုတောင်းပေးပါတယ်ရှင်။ဒီလိုမျိုးလူအများအပြားပေါ့နော်ဖောက်ပြန်နေတဲ့ခေတ်ကြီးမှာမဖောက်ပြန်မင်းနဲ့ယောဂတဲ့ဇနီးတဲ့ကိုတကယ်ရှာပြုစုပေးပြီးတော့ ဆောင်းလျှောက်ပြီးနေတဲ့အကိုရဲ့စိတ်ကိုအရန်ကိုလေးစားပါရတယ်။